်အဘသာဆရိဆမဝါဒီခုဒရာပြင်လာပါဒီနေ့တော့ကိုကပ် MNDAA ကအထူးဒေတာတပြည်သူစစ်တပ်ဖွဲ့ MSRUM ကိုဖွဲ့စည်းတဲ့တွင်စိုးမျိုးကအသက်ဆက်နေမိန်းကလေးမသိချစ်တပ်ဖြတ်ခံရမှုမှာကျွလွန်သူကိုဒေတာပေးဖို့ဒေတာခံတွင်ဆန္ဒပြတောင်းဆိုတဲ့တွင် ရှိတဲ့ရဲဘော်တွေကိုဈေးဝါကုသမှုပေးနိုင်ဖို့ຫນွေဦးတစ္ဆာဈေးကူညီရေးအဖွဲ့ဖွဲ့စည်းတဲ့တဲ့စာသတင်းတွေအပါအဝင် FRFN ရဲ့ဒီနေ့အောက်တိုဘာလ29ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။ က် MNTA တပ်ဖွဲ့ကအထူးဒေသတဲ့ပြည်သူစစ်တပ်ဖွဲ့ Military of Special Region 1 Junior of Myanmar MSIUM ကိုဖွဲ့စည်းခဲ့တယ်လို့ဒေသတွင်းတွင်အရင်းအမြစ်တွေထံကနေသိရပါဗျ။ပြည်သူ့စစ်တပ်ဖွဲ့ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးတော့ MNDAA အတိုင်းအဝိုင်းတည်င်းအရင်းမြစ်ကစစ်ကောင်စီရဲ့ပြည်သူ့စစ်မဟုတ်ပဲ MNDAA အောက်ကပဲပြည်သူ့စစ်အနေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ဖဲရအဖန်ကပြောပါဗျ။ MSRUM အမည်ရတဲ့ပြည်သူစစ်တပ်ဖွဲ့မှာကိုကန့်ဒေတာခန့်ပြည်သူတွေပါဝင်တယ်လို့ MNDAA တပ်ဖွဲ့ကတာဝန်ရှိသူအချို့လည်းပြန်လည်ပါဝင်တယ်လို့တရင်အရင်းမြစ်ကဆိုပါတယ်ပြည်သူစစ်ဖွဲ့စည်းရတဲ့ပတ်သက်ပြီးဒေတာအတွင်မှာဝေဖန်မှုအချို့ရှိနေပေမဲ့ MNDAA ဖက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတရင်ထောက်ပြန်ပြောဆိုမှုမရှိသေးတာဖြစ်လို့ဒီကိစ္စနဲ့ MNDAA ကိုဆက်တွယ်မေးမြန်းနိုင်ဖို့ Federal FN ကစူးစမ်းနေစေဖြစ်ပါတယ် မကွေးတိုင်းစုံမြို့မှာအသက်၁၂နှစ်အရွယ်မင်းကလေးတူကိုမသိမ်းချစ်တပ်ဖြတ်အလောင်းဖြောက်ခဲ့တဲ့အမှုအတွက်ကျွလွန်သူကိုဒေသံပေးဖို့ဒေသခံတွေကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့မှာစုံမြို့ပေါ်ရက်ွက်တစ်ခုမှာနေထိုင်တဲ့အသက်၁၂နှစ်အရွယ်မင်းကလေးတူမသိမ်းချစ်တပ်ဖြတ်ခံရခဲ့ပြီးတော့ကျွလွန်သူကမင်းကလေးအလောင်းကိုပြည်သူ့ဆေးရုံဝင်းထဲမှာပြစ်ထားခဲ့တာလို့ဒေသခံတွေထံကနေသိရပါတယ်။ အဲ့ဒီအမှုမှာကျွလွန်သူလို့ယူဆထားတဲ့တန်တရာရှိသူတရားခံအသက်23နှစ်အရွယ်မောင်မင်းမင်းဆိုးဆိုသူကိုအော်တိုဘာလ25ရက်နေ့မှာတွန်လရေးတပ်ဖွဲ့ဝင်ဖက်ကဖမ်းဆီးသွားခဲ့ပါတယ်။အမှုနဲ့ပတ်သက်ပြီးကျွလွန်သူကိုတေတံပေးဖို့အတွက်ဒေသခံတွေကစောမြို့ပေါ်မှာဆန္ဒပြတောင်းဆိုခဲ့ကြကဆန္ဒပြပွဲပြုလုပ်နေချိန်မှာပဲစောမြို့ရေစခန်းကရေးတပ်ဖွဲ့ဝင်တွေကိုတွန်လရေးတပ်ဖွဲ့တွေဖက်ကပြစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်းပခုတ်ကူကရိုက်အတွင်းရှစ်တန်းမှာတိုက်ပွဲဝင်နေကြတဲ့တွန်လရေးရဲဘော်တွေကိုစေဝါကုသမှုပေးနိုင်ဖို့ຫນွေဦးတစ္ဆာဆေးကူညီရေးအဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီးတော့ຫນွေဦးတစ္ဆာရဲ့ပထမခြေလှမ်းအနေနဲ့အညာတော်အိမ်ပခုတ်ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ PYDC တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေပူးပေါင်းပြီးတော့ဈေးတည်တန်းတစ်ခုပေးခဲ့တယ်လို့ຫນွေဦးတစ္ဆာအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဈေးကူတောက်ခွဲအလင်းအမြန်မရလို့ကြဆုံခဲ့တဲ့ရဲဘော်တွေရှိခဲ့တဲ့အတွက်ဒီလိုတွေထပ်မဖြစ်ဖို့ຫນွေဦးတစ္ဆာအဖွဲ့ကိုဖွဲ့စည်းရတာလို့ຫນွေဦးတစ္ဆာအဖွဲ့ရဲ့အသွေးရင်းမှုကိုလိုက်ဘွားကဖရက်အဖန်ကိုပြောခဲ့ပါတယ်စီတီဒန်စင်ပွဲအခမ်းအနားကိုတော့ပခုတ်ခုခဲ့ရအတွင်းကကျေးရွာတွေရွာမှာအောက်တိုဘာလ25ရက်နေ့ကကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ် KK Park online ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးအာနာသိန်းစစ်အုပ်စုရဲ့ဆွဆွဲချက်တွေကိုငင်းဆိုတယ်လို့ကရင်အမျိုးသားအစည်းအရုပ်ခေအန်ယူကထုတ်ပြန်ကြေညာထားပါတယ်။ထုတ်ပြန်ချက်မှာတော့ KK Park မှာရှိတဲ့ online ငွေလိမ်လုပ်ငန်းတွေနဲ့ KNU ဟာလုံးဝပတ်သက်မှုမရှိဘူးလို့ဆိုထားပါတယ်။အာနာသိန်းစစ်သက်ကဆွဆွဲထားတဲ့ဧကတရာမြေကွက်နဲ့ပတ်သက်ပြီး Trend Asia International Holiday Group Thailand နဲ့ Bullet Alien Company ဟာ2022ခုနှစ်ကတည်းကပူးပေါင်းဆောင်ရွက်မှုမျက်ဆိုင်ခဲ့ပြီးဖြစ်တယ်လို့ KNU ကဆိုထားပါတယ်။ဒါအပြင် KK Pat online ငွေလိပ်လုပ်ငန်းလုပ်ကိုင်တဲ့ဧက900မြေခွက်နဲ့အခုဧက100မြေခွက်နေရာတို့ဟာလည်း3 km ကွာဝေးပြီးတော့တစ်ခုနဲ့တစ်ခုတီးခြားစီဖြစ်တယ်လို့ KNU ကဆိုထားပါဗျ။လက်ရှိတွန်လည်ရေးအထဲမှာပါဝင်နေတဲ့ KNU တပ်ဖွဲ့ဝင်တွေတာဝန်ရှိသူတွေအထဲမှာ online ငွေလေလုပ်ငန်းနဲ့တနည်းနည်းနဲ့ပတ်သက်နေတဲ့သူတွေရှိလားမရှိဘူးလားလို့ Federal FN ကမေးမြန်းရမှာတော့ KNU ပြောရေးဆိုခွင့်ရှိသူဘုသူတော်နီကထောက်ပြန်ကြေညာချက်တွေအတိုင်းအခိုင်အမာယက်တီကြောင်းနဲ့တခြားပြောစရာမရှိကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ မလေးရှားနိုင်ငံကွာလာလန်ပူမြို့မှာကျင်းပတဲ့အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးအခမ်းအနားမှာ အာရှရဲ့တက်တန်အငယ်ဆုံးနိုင်ငံဖြစ်တဲ့အရှိတီမောလို့ခေါ်တဲ့တီမောလက်တီကိုအာဆီယံရဲ့ဆက်သွယ်ချက်များအဖွဲ့ဝင်အဖြစ်မနေ့ကတနင်္ဂနွေနေ့ကတည်ယဝင်လက်ခံခဲ့ပါတယ်။ အရှိတီမောဟာအာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံဖြစ်2017ခုနှစ်ကစတင်လျှောက်ထားခဲ့ပြီးတော့14နှစ်အကြာမှာအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးတော့အာဆီယံရဲ့မူလအဖွဲ့ဝင်10နိုင်ငံဖြစ်တဲ့ Thai, Malaysia, Singapore, Indonesia, Philippines, Brunei, Vietnam, Myanmar, Laos နဲ့ Cambodia တို့အပြင်အရှိတီမောကိုအာဆီယံအဖွဲ့ဝင်အဖြစ်ခွင့်ပြုပေးတာဟာအာဆီယံအတိုက်အဝန်အတွင်းပြည်သူတွေရဲ့တူညီတဲ့ကံကြမ္မာနဲ့နှီးဆက်တဲ့ဆက်ဆံရေးကိုထင်ဟပ်စေမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကပြောပါတယ်အရှိတီမောနိုင်ငံကိုပေါ်တူဂီနိုင်ငံကရာစုနှစ်သုံးခုကြာသိမ်းပိုက်ထားခဲ့ပြီး1995ခုနှစ်မှာတော့ပေါ်တူဂီကိုလိုနီ လက်အောက်ကလွတ်မြောက်ခဲ့ပြီးအပြည့်အဝလွတ်လပ်ရေးမရသေးတဲ့2002ခုနှစ်မတိုက်ခင်အထိအင်အားကြီးအိန္ဒိချင်းအင်ဒိုနီးရှားနိုင်ငံရဲ့ကိုလိုနီပြုတာနဲ့လက်နက်ကိုက်တပ်တွေအကြားအာဏာလုရာနဲ့အကြမ်းဖက်မှုတွေကိုကြုံတွေ့ခဲ့ကြရပါတယ်။ အမျိုးသားစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ NESDC ကလူမှုရေးချင်းချောက်မှုအဖြစ်နဲ့ပိုပိုကြီးထွားလာနေတဲ့ငွေလိမ်ခိုင်းတွေနဲ့ပတ်သက်တဲ့ရာဇဝမှုတွေကိုပုံမှန်စောင့်ကြည့်အစီအခံစာတင်ဖို့ကတိပြုထားပါတယ်။ အေဂျင်စီရဲ့2025ခုနှစ်ဒုတိယသုံးလပတ်အတွက်အစီအခံဆောင်မှာအင်းကြီးချင်းနိုင်ငံအများအပြားကကဘာလုံးဆိုင်ရာစိုက်ပါရာဇဝမှုနဲ့အွန်လိုင်းတိလဲမှုကွန်ရက်တွေအတွက် အချက်အခြာနေရာတွေဖြစ်လာပြီလို့ကုလသမဂ္ဂမူရေးစီဝါနဲ့ရာဇဝမှုဆိုင်ရာယုံကအချက်အလက်တွေကိုပိုကားဖော်ပြခဲ့ပါတယ်။ လိမ်လည်မှုလုပ်ငန်းတွေအနေနဲ့ကဘာတဝန်းကလိမ်လည်ခံရသူတွေအတွက်စီးပွားရေးဆုံးရှုံးမှုတွေဖြစ်စေတဲ့ online လောက်ကစားလိမ်လည်မှုတွေစစ်ကြိုက်ရောင်ဆောင်လက်စားမှုတွေနဲ့လူကုန်ကူးမှုအထိပါဝင်တယ်လို့ဖော်ပြထားပါတယ်။ ထိုင်းဖက်ကထိုင်းမြန်မာနယ်စပ်တခြားနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်တွေကိုတင်းတင်းကြပ်ကြပ်စောက်ကြည့်စစ်ဆေးတာတွေလုပ်နေသလိုတချိန်တည်းမှာပဲထိုင်းဘဏ်တွေကနေငွေရေးကြေးအဖွဲ့အစည်းတို့ရဲ့ရန်ပုံငွေလဲပြောင်းလာတွေနဲ့ငွေပေးချေမှုတွေကိုဩဂတ်လကစပြီးတရက်ကိုဘတ်9000ထက်ပိုမလွယ်အောင်ကတ်တန့်ထားပါတယ်ဒီသတင်းတွေကိုဘန်ကောက်ပို့စတင်ဌာနကိုကိုးကားတင်ဆက်ခဲ့ရပါ ဒီနေ့အော်တိုဘာလ29ရက်ဖရက်အဖန်ရဲ့နေ့စစ်တတိနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရပါကျမအင်းဒီပါရှင်